ဒေါ်လာ၄ဘီလီယံကျော်တန်ဖိုးရှိတဲ့ကမ္ဘာအကြီးဆုံးပါဝါဘောထီဆုရှင်အက်ဒဝင်းကတ်စထရိုဟာ မီးလောင်ထားတဲ့မြေတွေကိုပြန်လည်ဝေယူပြီးအမေရိကန်သတင်းဌာနတွေရဲ့ခေါင်းကြီးပိုင်းသတင်းဖြစ်ရေပန်းစားနေရပဲဖြစ်ပါတယ်။ထီပေါက်ပြီးနောက်စင်ကန်အိမ်တွေကားတွေဝေယူခဲ့တဲ့ကက်စတိုဟာအခုဆိုရင်လုံးဝကွဲပြားတဲ့ပုံစံတစ်ခုနဲ့ဒေသခံပြည်သူလူထုကိုကူညီနေတာပဲဖြစ်ပါတယ်။2022ခုနှစ်မှာပေါ်ဝေါ်ထီပေါက်ခဲ့တဲ့အက်ဒဝင်းကက်စတိုဟာသူ့ရဲ့မွေးရမြေလည်းဖြစ်သလိုသူ့ဖိုးကိုတစိချိုးပြောင်းလဲပေးခဲ့တဲ့ကယ်လီဖိုးနီးယားပြည်နယ်အက်ဒဒီနာမြို့ကိုပြန်လည်အာရုံစိုက်နေရဖြစ်ပါတယ်။မကြသေးမီက Los Angeles LA တော်မီကြီးကြောင့် မြို့နယ်တစ်ပိုင်းမှာအိမ်တွေအများပြားမီးလောင်ပျက်စီးခဲ့ရတာဖြစ်ပြီးကက်စတိုဟာမီးလောင်ပြီးကျန်ရင်းခဲ့တဲ့မြေကွက်တွေအပျက်စီးတွေကိုဒေါ်လာတန်ဖိုးများစွာအကုန်ကျခံပြီးလိုက်လံဝယ်ယူနေတာဖြစ်ပါတယ်။ Wall Street Journal ရဲ့နောက်ဆုံးရသတင်းများအရကက်စတိုဟာလက်ရှိတွင်မြေကွက်ပေါင်း15ခွဲထိဝယ်ယူထားတာဖြစ်ပြီးစုစုပေါင်းတန်ကြေးအနေနဲ့ဒေါ်လာ10တန်ဖိုးထိဝယ်ယူထားပြီးဖြစ်ကဒီလိုဝယ်ယူမှုတွေကြောင့်တူဝါလက်ရှိမှာအက်ဒိုဒီနာမျိုးရဲ့အကြီးဆုံးမြေပိုင်ရှင်တွေကတအူးဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။အက်ဒိုဒီနာမျိုးဟာအယ်လီတော်မီကြီးကြောင့် အဆောက်အဦပေါင်း900ကျော်ဆုံးရှုံးခဲ့ရတာဖြစ်ပြီးဧကပေါင်း2400ကျော်ခန့်ပျက်စီးခဲ့တာပဲဖြစ်ပါတယ်။ကက်စတိုရဲ့ယူရဲချက်ကတော့ယင်းနှမြုံနယ်တွေလိုမြေစေးမြင့်တယ်ပုံမဟုတ်ပဲပျက်စီးမှုတွေကြောင့်တည်ခဲ့ရတဲ့သူ့ရဲ့မွေးရမြေကလေးပြက်လဲထူထောင်ရတယ်။မိဘကြောင့်အိုမဲအိမ်မဲဖြစ်သွားတဲ့ဒေသခံတွေကိုကူညီဖို့အတွက်ဖြစ်တယ်လို့ဆိုပါတယ်။ဒါ့အပြင်သူ့ဝေယူထားတဲ့မြေကွက်တွေပေါ်မှာမူလအက်ဒဒီနာမျိုးရဲ့ပြည်သူ့ကလည်းရာ architecture ပုံစံမပြတ်တဲ့အိမ်သက်တွေကိုပြန်လည်တည်ဆောက်ပေးဖို့စီစဉ်နေရလို့လည်းသိရပါတယ်။